ရွေးကောက်ပွဲပြီးတာနဲ့တက်ချုပ်ရထူကအနားယူဖို့အတွက်စီစဉ်ထားပြီးဖြစ်ကြောင်းဒီကနေ့မှမေယောင်းနိုင်ပြောပြလာခဲ့တာဖြစ်တဲ့အတွက်တိုင်းကလုံးကလူတွေက အောင်းအော်သွားခဲ့ရပါတယ်။မင်းအောင်လှိုင်တကယ်ပဲဗာရီပြန်နေလေ။မင်းအောင်လှိုင်အရန်အရန်ကိုမှကြောက်နေပါပြီ။အခုတက်တွင်တဲမှာသတင်းတွေထွက်ပေါ်လာနေတာကတော့မင်းအောင်လှိုင်ဟာဒါလက်ရှိမှာအသက်ငယ်ဆုံးဘိုးချုပ်ကြီးဖြစ်တဲ့ ုထုကျော်စွာလင်းကိုသူရဲ့လုတ်ပိုင်ခွင့်နေအနိုင်ခဲ့ပြီဖြစ်ပြီးတော့မကြခင်မှာရေကောက်ဝဲပြီးတာနဲ့ main online ဟာထွက်ပြေးမဲ့နေထားမှာရှိနေကြအောင်ပြောဆိုသုံးသပ်နေကြတော့ပါလက်ရှိချိန်မှာလူချုံဆိုရင်ကိုလည်းမရောနိုင်ကမယုံရဲပါဘူးဒါကြောင့်မလို့ စည်ရေကုကဲမှုတကယ်ကိုမှအရေးကြီးတဲ့အမိန်အာဏာချမှတ်ခွင့်ကိုလေမင်းအွန်လိုင်းကစူးရင်းကိုမပေးဘဲနဲ့ကြောစွာလင်းကိုအနှံခဲ့တာဖြစ်ပြီးတော့တကယ်ကိုမှစစ်ကောင်စီရဲ့အရေးကြီးဆုံးပုံချုပ်တွေကောမဒီမှလေစူးရင်းကိုထုတ်ပယ်ခဲ့ပြီပဲဖြစ်ပါတယ်အခုလက်ရှိချိန်မှာခေစားနေတာကရွေးကောက်ပွဲပြီးတာနဲ့မင်းအွန်လိုင်းဟာတချို့ရာထူးကနေနိုင်ယူပြီးကြောစွာလင်းကိုတချို့ရာထူးပေးဖို့ရှိနေတယ်လို့အယောင်မှပြောဆိုနေကြပြီပဲဖြစ်ပါတယ်ဒါပေမဲ့လည်းပုံချုပ်ထွက်မြက်နိုင်ပုံချုပ်ထွက်မြက်နိုင်ကတော့အခုချိန်မှာမှကြီးညာလာတဲ့ ဆိုရင်တနိုင်ကံလုံးပျော်ရွှင်ရအောင်ပေါ့ဗျာတနိုင်ကံလုံးကပြည်သူတွေမျောလင့်နေတယ်မျောလင့်ချက်ဆန္ဒတွေအ мян ဆုံးပြည့်ဝဖို့အတွက်သူ့အနေနဲ့ဆက်လက်ပြီးတော့စ조사နေရဖြစ်ပြီးမကြားခင်မှာပြည်သူတွေဖြစ်စီခြင်းတဲ့အရာဖြစ်လာတော့မယ်ဆိုပြီးတော့ကျွန်တော်ထွန်းမြတ်နေကဒီကနေ့မှာအာရပါရကိုကြီးညာလာပါတယ်ဆိုတော့ဒီခုတော့ဒီခုပဲမကြားခင်မှာတရင်ကောင်းချတော့မယ်ပေါ့နော်အဲ့တော့လက်ရှိချိန်မှာဘုသူဘချုပ်ထွန်းမြင့်နိုင်ကိုစိတ်ကောင်းစီကရောင်းဝမှာကြောင်းရဲကြောင်းရဲလို့အခုပါကြေညာလာလဲဆိုရင်ဘချုပ်ထွန်းမြင့်နိုင်နေတဲ့နေရာ နောက်ပြီးတဲ့ခါကျတော့ရခိုင်တပ်တော်အရေးစစ်ဌာနချုပ်တီးနေရကိုအများအဆုံးရှာကြဖို့ပုံကျဲပြီးတော့တတ်ကြဖို့မြောင်းလိုင်းကမိန်ချထားတယ်ပြီးတဲ့ခါကျတော့လူထုမြတ်နိုင်ငံတရုတ်နိုင်ငံမှာနေဆိုရင်တရုတ်အစိုးရနေတယ်ဘုထုထုမြတ်နိုင်ငံကိုဖမ်းပေးဖို့တော့မြောင်းလိုင်းကတရုတ်အစိုးရကိုသူတို့ရဲ့အဖြစ်နော်ဒါရှီချင်းဖြစ်ရင်ကိုတောင်းဆိုထားကြောင်းလည်းကြားသိရပါတယ်ဗျာ